င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူအမှတ်30နေချဲတရင်နီတိုက်ပွဲများပြင်းထန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ဒရုန်းဤပညာရှင်၃ဦးကြီးထိတယ်လို့သိရပါဗျ။အရခတ်တတော်ကြီးကတရုတ်စီမံကိန်းကြီးများရှိတဲ့မဒေးဂျုံနဲ့အရာရီရေတပ်ဌာနချုပ်တို့စီသွားရန်လမ်းကိုဖြတ်တောက်ထားလိုက်ပြီးစစ်ကောင်စီရဲ့အမှတ်30နေချဲတရင်ကာကင်စခန်းတွေကိုတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်များနဲ့ဒေသခံများကပြောပါဗျ။ကြောက်ဖြူမြို့မှာတညရီရေတပ်ဌာနချုပ်နဲ့မဒေး ကျွန်တို့စီသွားရလမ်းရှိမင်းတက်တောင်နန်းဖဲတောင်နဲ့ဆက်မှုလက်မှုတနင်္ချောင်းတို့မှာအချိန်ဆိုင်ထားတဲ့စစ်ကောင်စီတပ်စခန်းတို့ကိုသိမ်းပိုက်ပြီးနောက်မြို့နဲ့သုံးပိုင်ဝင်ကျင်တာဝေးတော်တဲ့ရဲတပ်ရင်ကိုဆက်လက်ချင်းကတိုက်ခိုက်လာတာဖြစ်ပါတယ်။ မြေပြင်ရှိအိမ်နဲ့နီးစပ်တဲ့ဒေသခံစင်ရေးတည်ရင်မြေတောင်းကအခုပြိုင်းစိတ်ကင်ရွာနာအနီးဝင်ချင်းရဲတပ်ရင်နာမှာတိုက်ပွဲဖြစ်နေရလို့ဆိုပါတယ်ရဲတပ်ရင်ဝင်ချင်းကာကင်စခန်းများမှာစစ်ကောင်စီတပ်သားများရှေ့တိုးဆစ်ဆင်လာတဲ့အတွက်ဇွန်လ9ရက်မှာတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်တယ်လို့၎င်းကဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲပြင်းထန်နေတဲ့ရဲတပ်ရင်အနီးဝင်ချင်းနဲ့မလကျုံရွာအနီးဝင်ချင်းကိုစစ်ကောင်စီတပ်ကမနေ့ကဂျက်ဖိုက်တာထောက်ပို့လင်းဝိုင်းတွဲလို့နဲ့၅ချိန်တမနဲ့ပုံလာကျဲပြီးဆက်တက်လေဒီဒရုန်းတို့နဲ့ပါကျဲခဲ့ကြောင်းဒေသခံတွေစီကသိရပါတယ်မြေပြင်နဲ့ ဆက်သွင်းရတဲ့ကြပြူဒေတာကန်တောင်းကဂျက်တွေနဲ့ရောဒညရီရေတက်ကနေပြည်တော်နဲ့ရောတောက်ရှောင်ပြတဲ့အရက်သားအထိကြိုက်တွင်လည်းရှိနေလို့ဇွန်လ6ရက်ညနေပိုင်းမှာပြောပါတယ်။ အမှတ်30နှစ်ရဲ့တရင်ကပြိုင်းစင်ကင်ရွာနီးမှာတည်ရှိပြီးစကောင်စီရဲ့အမှတ်943ချိန်မြန်တရင်ခမရ943နဲ့နှစ်မိုင်ခွဲဝင်းကျင်သာကွာဝေးတဲ့အမှတ်940နှစ်ချိန်မြန်တရင်ခမရ940နဲ့အမှတ်34ချိန်လင်းတရင်ခလာရ34တို့နဲ့ဆိုရင်3မိုင်ဝင်းကျင်ကွာဝေးပါတယ်အင်းကရဲတရင်အနီဝင်းကျင်ရှိကခင်းစကန်တွေကိုတိုက်ခိုက်နေတဲ့လို့အခြေဆိုင်တရင်များနဲ့ကုံချောင်းဆက်သွေးလမ်းကြောင်းဖြတ်သွားပြီဖြစ်တဲ့တညရီရေတပ်ဌာနချုပ်ကိုလည်းဝေးပြက်လက်နက်များနဲ့မကြာခဏတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်းမြေ င်ပြင်စီသတင်းရင်းမြစ်ကပြောပါရယ်ဒီလိုတရုတ်အစိုးရပိုင်းပါဝါချိုင်းနာတဘာဝတန်ငွေတာပြင်ဆက်ရုံကုန်းတွင်းတဘာဝတန်ငွေလက်ခံတူလောင်ယုံ OGD လိုနဲ့ကလျင်မလာကျုံပြင်ချင်းလိတ်ကမော်လိတ်ကမော်ရွာဟောင်းတို့ဝင်းချင်ကန်းချီတခြားရှိစစ်ကောင်စီကကင်းစခန်းများနဲ့လည်းမြေပြင်တိုက်ပွဲအချို့ရန်ဖန်ရန်ကားရှိနေပါတယ်လိတ်ကမော်ရွာဟောင်းရှိစစ်ကောင်စီတပ်စခန်းကိုအင်းကသိမ်းပိုင်ရထားပြီးဖြစ်ပါတယ် ဒါအပြင်တညဝရီရေတပ်စခန်းကိုသွားရလမ်းရှိပြားတဲ့စခန်းကိုလည်းသိမ်းပိုက်ထားတာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်အရာရှိများအပါအဝင်အများပြားတည်ဆောင်ခဲ့ပြီးအရှင်ဖမ်းဆီးရရှိသူများလည်းရှိကြောင်းမြေပြင်တရင်မြင့်မြင့်တွေကပြောပါရယ်အာရခတပ်တော်အင်ကကြောက်ဖြူမျိုးနဲ့အတွင်းပြင်းထန်တဲ့ထိုးစစ်မျိုးပေါ်ဆောင်ခြင်းမရှိသေးတော့လဲရှင်ဆိုင်တိုက်ပွဲများနေ့စဉ်နေပါရှိနေပြီးစစ်ကောင်စီတပ်ကနေကြောင်းလက်နက်ကြီးပစ်ကူများရက်ဆက်လှုပ်ဆောင်နေကအရက်သားတည်ဆောင်ထိခိုက်မှုတွေရှိနေတယ်လို့စစ်ရေးတရင်ရင်မြင့်နဲ့ဒေသခံတို့ကဆိုပါရယ် နောက်ထပ်စီရင်တဲ့အရင်မြစ်တုံးကကြောက်ပြူပုံစံကဒိုးစစ်ကိုအလွန်တင်ရတဟုံတို့လုတ်တဲ့ပုံစံမျိုးမဟုတ်ဘူးမထိုက်တဲ့ပုံစံမျိုးလည်းမဟုတ်ဘူးခန်းစစ်ပုံစံမျိုးလည်းမဟုတ်ဘူးစစ်ကောင်စီဘက်ကတော့အတက်နိုင်ဆုံးထိုးစစ်လုပ်ဖို့ပြင်နေတာပဲတင်းခံရတဲ့နေရာတွေကိုရောအခြားနေရာတွေကိုရောအမြဲတမ်းပြင်ဆင်နေရပဲဒရုန်းတွေပါရာမိုတာစက်တက်လီလီတွေနဲ့လာချတာရှိတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ရဲ့ဒိုးစစ်တိုက်ခိုက်မှုတွေမှာတရုတ်က drone ပေါ်အဝင်ခင်မီစက်ကရိယာများထောက်ပံ့ခြင်း ဒရုန်းမောင်းပေးခြင်းစတဲ့ဤပညာဆိုင်ရာအကူအညီပေးမှုများရှိနေတယ်လို့မြေပြင်သတင်းအင်းမြစ်တွေကပြောပါတယ်။အဓိကဒရုန်းပညာပေါ်ဒရုန်းကူညီပေးတာဝန်မောင်းပေးတာတွေရှိနေဖန်ဆင်းရမိတာတွေမရှိသေးဘူးလို့ဒေသခံစီရင်သတင်းအင်းမြစ်တုံးကပြောပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းရှိမြို့နယ်မြေအလုံးကြီးပါရန်ပြေမြို့နယ်နဲ့ထိစပ်နေတဲ့မြို့နယ်တောင်ပိုင်းတစ်ခုလုံးကိုထိန်းချုပ်ထားပြီးဖြစ်တဲ့အရင်ကစစ်ကောင်စီအခြေဆိုင်တရင်များတရုတ်စီမံကိန်းများရှိရာနေရာတွေကိုပါဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ဖို့ချိန်လန်းပြင်ချင်းကပ်လာတာဖြစ်ကြောင်းစီရင်အကဲခတ်များကတုံ့တက်ကြပါတယ်။ ်အရခဒေတာတကူလုံးကိုတိမ့်ပိုက်ထိန်ချုပ်သွားမယ်လို့အကြိမ်ကြိမ်ထုတ်ပြောထားပြီးရခိုင်ပြည်နယ်မြို့နယ်စနီကိုကိုတိမ့်ပိုက်ထားတဲ့အေးကတရုတ်စီမံကိန်းများရှိရာတောင်ဖြူကိုပါအပီပြက်ဆက်လက်တိမ့်ပိုက်လာလိမ့်မယ်လို့စီရင်အကဲခတ်တွေကခန့်မှန်းထားပြီးမြေပြင်မှာလည်းတိုက်ပွဲများပို့ဆိတ်လာတာကိုတွေ့ရပါတယ်။ ကျောင်းဖြူရဲစစ်တွင်ရဆိုပြီးတီးတန့်ချန်ထားခဲ့လို့မမရတာအပိအပြတ်သိမ်းလာမယ်ထင်တယ်လို့ရခိုင်ဒေသခံစင်ရဲအခက်ခတ်တောက်ကပြောပါရယ်ပြီးခဲ့တဲ့2023နိုဝင်ဘာ23ရက်မှာစတင်ခဲ့တဲ့အင်းရထိုးစစ်အစပိုင်းကာလကလေးကကျောင်းဖြူမြို့နယ်တောင်ပိုင်းစနေစင်းကျောင်းစတဲ့ရဲစခန်းများမှာစစ်ကောင်စီတပ်သားများနဲ့ရှေတပ်ဖွဲ့ဝင်များတက်ဆုပ်သွားခဲ့ကြပါရယ်အဲ့ဒီနောက်အင်းကကျောင်းဖြူမြို့နီးအခြေစိုက်တရင်များနဲ့ရှေတပ်စခန်းတို့အနီးချင်းကပ်လာခဲ့ပြီးမြေပြင်တိုက်ပွဲတချို့ရန်ပန်းရန်ကရှိခဲ့ပြီးအဝေးပြင်လက်နက်များနဲ့လည်းမကြာခဏဖြစ်ကတ်မှုတွေရှိခဲ့ပါရယ်အခု နှစ်စန်းပိုင်းမှာမြေပြင်တိုက်ပွဲပိုဆိုင်လာခဲ့ပြီးစစ်ကောင်စီတပ်စခန်းကာကင်းများကိုပါသိမ်းပိုက်လာတာဖြစ်တယ်လို့ဆိုပါတယ်မြေပြင်မှာရှိနေတဲ့အင်းအင်းနဲ့နီးစပ်တဲ့စင်ရေးတရင်အင်းမြစ်တွေကကြောက်ဖြူကတဖြည်းဖြည်းနဲ့ဖြက်စားပြင်မဲ့ပုံစံမျိုးလိုမြင်နေဟိုနာကနည်းနည်းဒီနာကနည်းနည်းနဲ့လှုပ်သွားမယ်အခြေအနေမြင်တွေ့နေရတဲ့သတင်းကောင်တွေလည်းဇက်တိုက်ကြားလာရနိုင်တယ်လို့ဆိုပါတယ်။ကြောက်ဖြူမျိုးပေါ်မှာစစ်ကောင်စီရဲ့ခန်းလိုက်ရ34တိုင်ရင်ရှိပြီး၎င်းနဲ့မလန်မကန်ကုန်းချိန်ရွာနီးမှာခမာရ940 မြို့နယ်မိုင်ဝက်ဝင်းကျင်အကွာကြောင်တလုံးမွတ်စလင်ဒုက္ခသည်စကန်နီမှာခမာယာ943တန်ရင်တို့တရှိပါတယ်မြို့နယ်သုံးမိုင်ဝင်းကျင်အကွာမှာအမှတ်30နေရဲတန်ရင်တရှိပြီးအနီးဝင်းကျင်ချင်းရွာရင်းနဲ့တောင်တန်းဒီပေါ်မှာလည်းကာကင်းစကန်တချို့ချထားပါတယ်တစ်ပုတ်တောင်ရွာနီးမှာတညောင်ရီဟီတက်စကန်တညောင်ရီဟီတက်စကန်နဲ့သုံးမိုင်ကျော်အကွာရေလေကျောင်းပေါ်မှာအထိုင်ချထားတဲ့အုံးကျင်ရီတက်စကန်တောင်မော်ကြီးရီတက်စကန်တို့လည်းတရှိပါတယ်ဒါပြင်တရုတ်ရဲ့လျှက်စစ်တာပြန်ပြွေးစီမံကိန်းတဘာဝတံငွေလက်ခံသူလောင်ပို့ဆောင်ရော OGD တို့အနီးဝင်းကျင် ှာလည်းတက်စကန်းငယ်များတိုးချထားပါတယ်။ စစ်ကောင်စီတပ်ကအဆိုပါတရင်တပ်စခန်းများအားလုံးမှာရှင်ချောင်းလေချောင်းကုန်းချောင်းတို့မှတဆင်လက်နက်ရိက္ခာစစ်တင်အင်အားရှာချီတိုးချထားခဲ့ကြောင်းမြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်အဲ့ဒီလိုစစ်ကောင်စီရဲ့အင်အားဖြည့်နေတဲ့စစ်မှုထမ်းဥပဒေရအတင်းချက်စစ်မှုထမ်းရကမကြသေးခင်ကစစ်တင်နဲ့ဆင်းထားသူတွေနဲ့အမြောက်များပါဝင်ပြီးရှေ့တန်းစစ်မြေပြင်မှာတွေ့ရကြောင်းနှိဆက်သူတွေကပြောပါတယ်မွတ်စလင်တွေလည်းပါတယ်အထက်ကကတော့ပါစာပြည်သူစစ်တွေများတဲ့လူ90လောက်မှမှစစ်သား30ကျော်20ကျန်းနာပါစာပြည်သူစစ်ဒီလိုပုံစံမျိုးတက်ကပြတ် နေတဲ့ပုံစံလိုအင်းနဲ့နီးစပ်တဲ့စည်ရေးသတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီတပ်ကကြောက်ဖြူမျိုးနဲ့တွင်အဲ့ဒီလိုအင်အားလုံးရင်တိုးချစည်ရေးပြင်ဆင်မှုတွေရှိနေပြင်တရုတ်စီမံကိန်းနေနီးမှဘန်ကာများဆောင်တပ်စခန်းအစ်စ်များတိုးချဲ့ခြင်းတို့လည်းရှိနေကြောင်းမျက်မြင်စည်ရေးသတင်းရင်းမြစ်နဲ့ဒေသခံတွေကပြောပါရယ်ဒါအပြင်ကြောက်ဖြူတိုက်ပွဲပြင်းထန်ခဲ့တဲ့အခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းမှာကြောက်ဖြူမျိုးနဲ့ကိုတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်50တပ်မင်းနဲ့လည်းရောင်းလာခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်တိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူမျိုးနဲ့မှာစစ်ဘေးရှောင်ဒုက္ခသည်၄000ကျော်ထိရှိပြီးမိုးရင်အတွက် န်းချင်တာအဝတ်စားနဲ့စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေပြီးစစ်ကောင်စီရဲ့လေကြောင်းနဲ့စစ်ရင်ရင်များမှပြတ်ခတ်တဲ့လက်နက်ကြီးအနေနဲ့ကိုလည်းစိုးရိမ်နေကြတယ်လို့ကုညီပီးနေသူတွေကပြောပါတယ်ဒါအပြင်နေရဆုံကစစ်ပီးရှာမဟုတ်တဲ့ဒေသခံတွေကလည်းမြေပြင်မှာထွက်ပြီးငါဖမ်းမိရမိုင်းအနေအကြောင်းတွားလာရ ုတ်စားရခက်ခဲတာကြောင့်စားဝတ်နေရေးစတဲ့နေထိုင်ကြတယ်လို့ပြောပါတယ်စစ်ကောင်စီကကြောက်ဖြူမြို့နယ်နဲ့နေချင်းရွာတွေကိုဝင်ထွက်သွားလာခွင့်ဖြတ်တောက်ထားပြီးအရေးပေါ်စေကူတာဖို့လိုအပ်တဲ့သူတွေကိုတော့မြို့ရင်းကိုအလွယ်တကူဝင်ခွင့်မပေးဘဲမြို့ရင်းဝင်လုံရင်နီးစပ်ရာပွင့်စားများမှတဆင်စစ်ကောင်စီထံငွေပေးဝင်ရကြောင်းကြောက်ဖြူဒေသခံတွေကပြောပါတယ်ဆက်သွယ်ရေးဖြတ်တောက်ခံထားတဲ့ကြောက်ဖြူမြို့နယ်နေချင်းရွာတွေမှာအခြေခံစားတောက်ကုန်တွေလည်းအဆမတန်မြင့်တက်နေရလို့သိရပါတယ်နောက်ထပ်တပုံဒီနဲ့နိုင်ငံတော်သမ္မတရုံပြောင်းရေးဆိုခွင့်ရှိသူအဖြစ်မှဦးကျော်စောအနားယူတဲ့ ယ်ကြောင့်တင်ဆက်ပေးပါမယ်။မဟာဗျူဟာမြောက်ထီထွေးဆက်ဆံမှုနဲ့ပေါင်းဆက်ညီနိုင်တာဝန်တွေကိုဆက်လက်လှုပ်ဆောင်မယ်လို့သိရပါရယ်။အမျိုးသားညီညွတ်ရေးဆိုရနိုင်ငံတော်တမန်တော်ယုံပြောင်းရေးဆိုခွင့်ရှိသူဦးကျော်စောကိုဒီကနေ့ကစပြီးတာဝန်မှာအနားယူခွင့်ပြုလုပ်တယ်လို့နိုင်ငံတော်ရှာရေးတမန်တော်အထူးအလက်ရှိလာကထုတ်ပြန်လိုက်ပါရယ်။ဦးကျော်စောကတမန်တော်ယုံပြောင်းရေးဆိုခွင့်ရှိသူအဖြစ်မှာအနားယူလိုက်ပြီးမယ်လေ။နိုင်ငံတော်တမန်တော်ယုံရဲ့မဟာဗျူဟာမြောက်ထီထွေးဆက်ဆံမှုနဲ့ပေါင်းဆက်ညီနိုင်တာဝန်များကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါရယ်။ဦးကျော်စောကတော့လွန်ခဲ့တဲ့၄နှစ်တာကာလအတွင်းတမန်တော်ယ ုံရင်ပြောင်းရေးစုခွင့်ရှိသူတာဝန်ကိုယုံကြည်စွာအနင်းကဲတဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီတမနာဒူမာလက်ရှိလာအစိုးရဖွဲ့ဝင်များနဲ့တမနာယုံအတွင်းဝင်တို့ကိုအထူးမြင့်ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီးတမနာယုံရဲ့ပြောင်းရေးစုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက်အလွန်တရာမှဂုဏ်ယူဝမ်းမြောက်ရရတယ်လို့အတည်ပြုထားပါတယ်။ဒါအပြင်တာဝန်ယူလှုပ်ဆောင်သွားမယ့်အခမ်းကဏ္ဍတစ်ကနိုင်ငံတော်ယာယီတမနာရဲ့မျော်မှန်းဆောင်ရွက်ချက်တွေကိုမြင့်တင်ပြီးကတမနာယုံရဲ့အဓိကဖွဲ့ဝင်တအုပ်ဖြစ်ဆက်လက်ပါဝင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဦးကျော်စောကအတည်ပြုပြောကြားထားပါတယ်။